မဆွေတောင်းနေမှာပြောလို့မပြရနော်68တစ်ခဲကရဲမီလိုက်ကတုတ်တေရာစိတ်တာတုတ်တေ MIDA တွေဖြုတ်နေတယ်အကုန်လုံးဖြုတ်တာနော်ဖြုတ်ပြီးတော့စခန်းနေအခိုင်မှာစောက်နေတယ်ဘန်ဂါတွေအခိုင်မှာစောက်နေတယ်နော်အဲ့တော့ဒါဒီလိုပဲကြည့်နေမှာလားအခုနားလည်ပြီးပါရမယ်တော့မကြံရသေးလားဘွားနဲ့ MIDA ကနောက်ဆုံးပဲ ဘလာထွက်ဝင်လာမယ်ကြိုသိပြီးသားအခုသတိကိုသိကြရတာဟုတ်လားကဲကြည့်ရအောင်နော်ကဲတော့ဝါနဲ့ MDA ဆုတ်ရင်ဒီ TNL ကဝင်လာမယ်ဆိုတော့ဒီလာဆိုးပြန်လာတဲ့နေလို့စစ်ခွေးတွေထပ်ပြီးတော့သေအောင်ပါပေါ့နော်ကဲတော့ကျွန်တော်ညီကိုမောင်နှမများအားလုံးပဲတော်လန်ညကြံလေးပါခင်ဗျာမေလ22ရက်နေ့ရက်ညဥပိုင်းနောက်ဆုံးသိရတဲ့မြေပြင်စစ်ရေးသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ ပြီးရင်တော့ဒီနောက်မှာလင်းပြစ်ချခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုဘတ်အောက်နန်စာရက်ကွာကောင်းနေသူတို့ရဲ့သတင်းလိမ်ဖာကြားတဲ့ဒီအကြံပတ်စစ်ခွေတက်ရဲ့ခေါင်းဆောင်မင်းအောင်လိုက်ငပုကိုဘလို့တွေတဲတွေဆော်ပြီးကလော်တုတ်ထားအောင်မလဲဆိုတာကျွန်တော်သွားပြီးတော့ကြည်လိုက်အောင်ညာကဲတော့ပထမဆုံးမင်းအောင်လိုက်ရဲ့အာကိုရပြီးတော့သူကိုယ်တိုင်ပေးအပ်ထားတဲ့ဝနကြော်ထင်ဘွဲရအငင်းစားဘုံမှုချုပ်ချိုထုံးအောင်ကိုပြစ်ခတ်ဆင်းလင်းလိုက်တဲ့သတင်းကောင်းလေးကတော့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစာတင်ကြားနေပြီးမင်းအောင်လိုက်ကိုယ်တိုင်ပေးအပ်ထားတဲ့ဝနကြော်ထင်ဘွဲရအငင်းစားဘုံမှုချုပ်ချိုထုံးအောင်ကို ဒီကနေ့မနက်9:20မိနစ်အချိန်မှာပြစ်ခတ်ဆင်းလင်းလိုက်ပြီးဖြစ်ကြောင်း Golden Valley Warrior အဖွဲ့မှတာဝန်ရှိသူတဦးကသတင်းရင်းမြစ်ကိုပြောဆိုထားပါတယ်။အဲ့ဒီဗိုလ်ချုပ်ချိုးတွန်းအောင်ကနိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတပ်ဖြတ်ရေးဘာသာရပ်နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူဖြစ်ကြောင်းသိရပါတယ်။ CERC ကြီးများအတွက်ဖွင့်လှစ်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC ကစစ်တပ်ဗိုလ်မှူးကြီးအဆင့်မှစတင်ပြီးတော့တက်ရောက်ရတဲ့စစ်တပ်ရဲ့အရေးပါတဲ့အဆင့်မြင့်စစ်တင်တန်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဂိုဒန်ဗယ်လီဝါရီယာအဖွဲ့ကတော့ကာလာအတော်ကြာအချက်လက်စုဆောင်စုံစမ်းထောက်လှမ်းအတည်ပြုနိုင်ခဲ့ပြီးတဲ့နောက်၎င်းကိုပြစ်ခတ်ဆင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။စစ်တပ်မှဘုံမှုချုပ်ယာတုဖြစ်အငိမ့်စားယူခဲ့တော်လဲလက်စီအကြမ်းဖက်စစ်တပ်ရဲ့နေ့စဉ်လူမဆန်မှုများစွာအတွက်စစ်ဘက်ဆိုင်ရာများကိုတင် जा ပို့ချနေသူဖြစ်ကြောင်းအဲ့ဒီဘိုးချုပ်ချိုထုံးအောင်ကဘရူနိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတန်အမတ်အဖြစ်ပါဆောင်ရွက်ခဲ့ပူပြီးမြန်မာပြည်ပြန်လည်ရောက်ရှိချိန်မှာစတင်ပြီးတော့ နေပြည်တော်ကနိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC မှာအကြမ်းဖက်စစ်တပ်ရဲ့အရာရှိကြီးများကိုဇက်တိုက်တင်ကြားပို့ချနေသူဖြစ်ကြောင်းသိရပါဗျ။မင်းအောင်လှိုင်ရဲ့အာကိုရတဲ့စစ်ဗိုလ်ချုပ်ဟောင်းမြတ်ရဲ့အကြံဉာဏ်များကိုရယူပြီးပြည်သူ့စစ်မဟာဗျူဟာကို စစ်မှုထမ်းအောင်အဖွဲ့အင်အားဖြင့်လှုပ်ဆောင်နေကြောင်းအဆိုပါအဖွဲ့ရဲ့တိုင်းအဆင့်ခေါင်းဆောင်များမှအဲ့ဒီဗိုလ်ချုပ်ချုပ်ထွန်းအောင်ဆိုသူကလည်းပါဝင်နေကြောင်းသိရပါဗျ။ Golden Valley Warrior အဖွဲ့ကစစ်တပ်ရဲ့အကြီးစားတောက်တိုင်များကိုစစ်စမ်းမပြတ်ဖြိုဖျက်ရန်အတွက်သတင်းထောက်လန့်လျက်စီကြောင်းနဲ့ဒါအပြင် အကြံပတ်လေတဲ့လေရင်မှုများရဲ့အချက်လက်များကိုလည်းတည်င်းစုဆောင်လျက်စီရာ၎င်းတို့ရဲ့ဆက်ဆက်တည်င်းများရရှိထားပါကရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ထံကိုပေးပို့ဖို့လည်းတောင်းဆိုထားပါတယ်။ဆက်ပြီးတော့လည်းထိုင်းမြန်မာနယ်စပ်ကစခန်းများကိုသိမ်းပြီးတဲ့နောက်ထိုင်းနိုင်ငံနဲ့တော်လိုင်းပူးပေါင်းအဖွဲ့တွေကြားဆက်ဆံရေးကောင်းမွန်လာပြီဆိုတဲ့တည်င်းကောင်းလေးကလည်း ထိုင်းနိုင်ငံနဲ့ကရင်နယ်ခြားမြင်းပေါ်မှာရှိတဲ့စခန်းများကိုကရင်လူမျိုးရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နဲ့ပူးပေါင်းတပ်ဖွဲ့မှသိမ့်ပိတ်လာနိုင်သည့်နဲ့အမျှတော်လိုင်းပူးပေါင်းတပ်ဖွဲ့များနဲ့ထိုင်းနိုင်ငံအကြားဆက်ဆံရေးကောင်းမွန်လာတယ်လို့ကရင်ပူးပေါင်းတပ်ဖွဲ့များထံကသိရပါတယ်။တမဟာခုနှစ်ထိုင်းကရင်နယ်စပ်မြင်းပေါ်စီစစ်ကောင်စီစခန်းစစ်ကူကို2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့ကနေ 2025ခုနှစ်မေလ16ရက်နေ့အထိငါလာအတွင်းတက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးအဆိုပါစခန်းတွေကိုတက်ခိုက်သိမ်းပိုက်နိုင်ခြင်းကြောင့် ထိုင်းနိုင်ငံနဲ့ဆက်ဆံရေးကောင်းမွန်လာပြီလို့ဆိုထားပါဗျ။ဒါအပြင်တမဟာ9နှစ်ထိုင်းကရင်နယ်စပ်မှာစစ်ကောင်စီစခန်းနှစ်ခုသာကျန်စီတော့တယ်လို့တမဟာ6နယ်စပ်စီးမြင်းမှာလည်းစစ်ကောင်စီစခန်းနှစ်ခုသာကျန်စီတော့ပါဗျ။ လက်ရှိအချိန်မှာတော့ပူပေါင်းတပ်ဖွဲ့ဘက်ကစစ်ကောင်စီတပ်များကိုကြုံတိုးကော့ဂရိတ်အပြင်ကြာရင်စဲကြီးသွားမဲ့လမ်းကိုလည်းအပိုင်းပိုင်းဖြတ်တောက်ထားတဲ့အတွက်ကြောင့်အောင်ပွဲတွေကလည်းနီးတဲ့ထက်နီးလာပြီးဖြစ်ကြောင်းပူပေါင်းတပ်ဖွဲ့ကစက်ပြောထားပါတယ်။ကဲတော့ဒီထိုင်းနိုင်ငံကတော့ခွေးဆုံဝဆုံဆုံးနေတဲ့သူတို့ဒီအကြံပတ်စစ်ဆုံကောင်စီနဲ့ဆက်ဆံရေးတွေကကျဲလာတာနဲ့အမျှဒါကျွန်တော်ဖတ်ထီတို့နဲ့ကတော့ဆက်ဆံရေးတွေကတော်တော်လေးကိုကောင်းမွန်လာနေပြီပေါ့နော်။ နောက်ထပ်စမ်းပြီးနယ်တောင်ပိုင်းပင်လောင်းမြို့နယ်ဆောင်းပြောင်းရကြေးရွာစီအကြံဘတ်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ကိုတိုက်ခတ်ခဲ့ရာလက်နက်ခဲယံအချို့နဲ့စစ်တုပ်ပန်းအချို့ဖမ်းဆီးရမိခဲ့တဲ့တည်င်းကောင်းလေးကလည်းမေလ18ရက်နေ့ကစပြီးတော့ဆောင်းပြောင်းကြေးရွာမှာတက်ဆွဲထားတဲ့အကြံဘတ်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်သားများနဲ့သူတို့လက်အောက်ခံ PNO ပြည်သူ့စစ်အချို့ကိုလည်းအစင်ဖမ်းမိထားကြောင်းအသိပေးထားပါတယ်။ အဲ့ဒီဆောင်းပြောင်းရောက်မှရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတော်လိုင်းတပ်ဖွဲ့တွေက2024ခုနှစ်မတ်လ16ရက်နေ့မှာသိမ်းပိုက်ခဲ့မှုပါတယ်။အဲ့ဒီဆောင်းပြောင်းကြေးရွာကပင်လောင်းမြို့တောင်ပံဖေကုံမြို့အကြမ်းမှတီစီပြီးဖေကုံမြို့နဲ့ငားမိုင်ခန့်သာကွာဝေးပါတယ်။စစ်ကောင်စီတပ်နဲ့ PNU ပြည်သူ့စစ်တပ်ကအင်အားအလုံးရင်းဖြင့်စစ်ကြောင်းထိုးပြီးဆောင်းပြောင်းရွာကိုယမန်နစ်ဇွန်လအကုန်ကပြန်လည်တက်ဆွဲခဲ့ခြင်းဖြစ်ပြီးအဲ့ဒီစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့ကစမ်းပြည်နယ်တောင်ပိုင်းနဲ့ကရင်နီပြည်နယ်တို့မှာစစ်ကြောင်း၃ကြောင်းအင်အား600ခန့်ဖြင့်ထိုးစစ်ဆင်ခဲ့ပါတယ်။ အဲ့ဒီစစ်ကောင်စီရဲ့ထိုးစစ်ကိုမေလပထမပတ်နဲ့ဒုတိယအပတ်မှာခုခံတိုက်ခိုက်ခဲ့ရမှာတော့အကြမ်းဖက်စစ်ကောင်စီတပ်သား20ကျော်တေဆုံးခဲ့ပြီးအစင်3ဦးဖမ်းမိခဲ့ကလက်နက်ခဲများနဲ့တိုက်ခိုက်ရေးဒရုန်းနှစ်ခုကိုပါတင်စီရရှိထားကြောင်းသိရပါတယ်။နောက်ထပ်ဘကိုးတိုင်းမေလမြို့နယ်မှာပြည်သူများကို PDF ထောက်ပို့မှုဆိုကဖမ်းဆီးတပ်ဖြတ်ခိုင်းနေတဲ့စစ်တပ်သတင်းပေးစမ်းထေးကိုအစင်ဖမ်းမိခဲ့ပြီးမဲ့လဲခုခံထွက်ပြေးသွားတဲ့အတွက်ကြောင့်ပြက်ခတ်ဖမ်းဆီးခဲ့ရမှာတော့ခွေးတီဝက်တီတေဆုံးသွားခဲ့တဲ့သတင်းကောင်းလေးကလည်း မေလ19ရက်နေ့ညနေ9:00နာရီခန့်မှာမင်းလာမြို့နယ်စင်ကန်းလန့်ရွာဆွေကြီးမြင့်ရက်ကွက်မှာနေထိုင်တဲ့စစ်တပ်တရင်ပေးလမ်းပြစမ်းထေးကို G92 တောက်မိုဘိုင်းဖုန်းတစ်လုံးဆန်ကဲတစည်းနဲ့အတူတာယဝတီခရိုင်တက်ရင်33ညနဲ့တက်ခွဲငားမှရဲဘော်တွေကအစင်ဖမ်းမိခဲ့ကနောက်တန်းအချုပ်မှာထိမ့်သိမ်းထားပြီးမေလ22ရက်နေ့မနက်9နာရီခန့်မှာစစ်စီမီးမြှမှုအတွက်တာဝန်ကျရဲဘော်တွေကအချုပ်ထဲမှခေါ်လာစဉ်တော်လိုင်းရဲဘော်တွေကိုခုခံထွက်ပြေးသွားတဲ့အတွက်ကြောင့်လမ်းလံပစ်ခတ်ဖမ်းဆီးခဲ့ရမှာတော့ကြည်ထိမှန်ပြီးခွေးတီဝက်တွေတိတ်ဆုံးသွားခဲ့ကြောင်းသိရပါဗျ။ဆက်ပြီးတော့လေသူတို့ဒီစစ်ခွေးဘုံမှုနဲ့ဒီပြူခွေးကောင်းဆောင်တို့ကိုက်ရတဲ့ခွေးကြိုက်ပွဲမှာ ဒီပြုခွေးကောင်းဆောင်ဇော်ယူထုံအဖမ်းခံရပြီးတဲ့နောက်မိထီလာပြည်သူစစ်တော်နှုတ်ထွက်ဆိုတဲ့သတင်းလေးကလည်းအကြံပတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့အကျင့်ပြတ်မှုတွေကိုဝေဖန်ရေးသားမှုနဲ့မိထီလာမျိုးနဲ့ပြူစောဒီခေါင်းဆောင်ဇော်ယုထွန်းကိုစစ်ကောင်စီကဖမ်းဆီးပြီးတဲ့နောက်စစ်တပ်ထောက်ခံသူများအကြအမြင်ကွဲလဲခဲ့ကြသလိုမိထီလာပြည်သူစစ်များကလည်းနှုတ်ထွက်လာကြကြောင်းသိရပါဗျ အဒီဇော်ယူထွန်းအားပုံမှန်905ကကြီဖြစ်ဖန်စီအရေးယူခဲ့တဲ့အတွက်ကြောင့်မိထီလာပြည်သူ့စစ်အဖွဲ့မှ16ဦးနှုတ်ထွက်ခဲ့ကြောင်းအသိပေးတယ်လို့မနေ့ကမေလ22ရက်နေ့မှာမိထီလာပြည်စော်တီတပ်ဖွဲ့ဝင်တဦးကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။အဒီဇော်ယူထွန်းအဖမ်းခံရခြင်းကလူမှုကွန်ရက်မှာရေးသားခဲ့မှုထက်ဘုံမှုဝေဖြိုးရဲ့လက်ချက်ဖြစ်နိုင်ကြောင်းစေအုပ်စုထောက်ခံသူများကပြောဆိုနေကြပြီးမကျေနပ်မှုများလည်းဖြစ်ပေါ်နေကြကြောင်းသိရပါတယ်။ကဲတော့နော်ဒါမျိုးကတော့ဖြစ်တင်တာပေါ့။ ဘဲနဲ့လည်းမင်းတို့ဒီပြူစောထီတွေကိုခြံစောက်ခွေးတွေလိုနွားတွေလိုသဘောထားပြီးအနိုင်ကျင့်ခံရတာတွေများလာတော့ဘသူကဆက်ပြီးတော့လှုပ်ချင်ပါလေဒီပြူစောထီအလောက်ကိုနော်နောက်ပြီးတော့ဒီစေတန်ဒီမှာဆိုရင်လည်းထိုးကျွေးရခံရသေးတယ်အဲ့တော့အခုလိုနှုတ်ထွက်တယ်ဆိုတာကလည်းမင်းတို့အတွက်တကယ်ကိုမှန်ကန်တဲ့လမ်းစဉ်ပါပဲနော်ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့သတင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီဗမော်ကိုစစ်ကူလာပြီးတော့ပြက်ကျခဲ့ရတဲ့စစ်တပ်ရဲ့ MI-70 ရဟတ်ယာဉ်ကို drone နဲ့ဝင်ဆောက်ခဲ့တဲ့ရုပ်သံဗီဒီယိုလေးထွက်ပေါ်လာပါတယ် ở đây thì cô chú nhìn dấu chi là giàu nhá ừ một kamikaze drone nhà phim bé bị nhím mấy con thì mới được mà là chi nó rồi <laughs> oh. ừ cái đó tuy vậy nó mình nó phim bé bị nhím này cho nên hút vào ao nó dài ra qua cầu đấy ဒီမှာကာမီကာဇေ drone နဲ့ဘလို့တွေတမထားလဲဆိုတာမျိုးဒီမှာလာကြည့်နော်နောက်ထပ်ဒီလင်းပြစ်ချခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တဒင်းလိန်ဖာတွေကြာနေတဲ့တို့ဒီအကြမ်းဖက်စစ်ခွေတပ်နဲ့မင်းအောင်လိုင်ကိုဒီဘောမပြောင်ကြီးကလည်းဘလို့တွေကလော့တောက်ထားအောင်မလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည်လိုက်ရအောင်ညာ27မှာခတ်တယ်ကျွန်တော်တက်မလို့ဖြစ်ပြန်တယ်ရုပ်မသားကြီးတောင်းဝင်ခံမှုတောင်းဝင်နော်တောင်းဝင်ရမှုရှိတော့တက်မလို့ဖြစ်ချင်တာဟွန်းလေးရင်နေအပေါင်းကပြစ်လိုက်တယ်နော်ကြည့်တယ်ပြတ်ကြဒါကပြဿနာမဟုတ် ပြဿနာပါလဲဆိုတော့တာဝန်ယူရမယ်တာဝန်ခံရမယ်ယူသားရမယ်တိုင်ရဲခိုင်ရဲစိတ်ဓာတ်ရှိရမယ်ပြက်ပြက်သားသားဆောင်ရမယ်ဒါကအရေးကြီးဆုံးပဲလင်းရင်တစည်းချင်းကစားတာမဟုတ်ဘူးသူဒီစစ်ပွဲကနော်လင်းရင်ဥမာဖြင့်ဟယ်လီကော်ပတာ20နာရီကစားတာမဟုတ်20နာရီရသွားလို့လည်းဒါပေါ်ပါစီမဟုတ်အရာရာအကျွေးလက်ချက်ကုန်ချိန်မေးပြောင်းနေတယ်ကျုပ်လိုချင်တာကယူသားရမယ်စူးစားရမယ်ပြက်သားရမယ်နော်တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်အဲ့တော့တာဝန်ယူမှုတာဝန်ခံမှုနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ဒီတက်မလို့ဘက်ကယူသားမှုပိုင်းမှာနည်းနည်းလေး တော့ဒီသတင်းထုတ်ပြန်တဲ့နေရာမှာနည်းနည်းလေးအားနေတယ်ပြီးတော့တစ်ဖက်ကဒီ video fight တက်လာတဲ့ခါမှာတော့ဘူးဘယ်လိုလဲဖြစ်ကုန်လဲ။ဆော့ဆက်ခွဲတာပေါ့။အဲ့တော့ဒါတော့ဒီသူတို့ထက်ကလည်းအောက်ကဘယ်လိုသတင်းတင်လာမှမသိတာလေနော်။အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါအခုအခြေအနေကြည့်ရတာကတော့တောင်ဝင်းတောင်ဝင်းခံလို့ပေါ့နော်။အားနေတယ်။ဦးမင်းအောင်လိုင်းကိုယ်တိုင်ကလည်းတောင်ဝင်းတောင်ဝင်းခံမှုမရှိဘူး။ကျန်တာဖြစ်တိုင်းဟိုလူပုံချဒီလူပုံချမြန်မာနိုင်ငံမှာခုတည်းကဒုက္ခတွေဟာဒီသူအလုံးမလုံးလို့တော့နော်အင်းဟိုလူပုံချဒီလူပုံချသူ့ပြစ်လုံးဝမရှိဘူး ဲ့တော့တက်မလို့ခေါင်းဆောင်ကိုယ်တိုင်ကဘာယူသားမှုစူးစမ်းမှုနဲ့နော်ကိုတာဝန်မှုတာဝန်ခံမှုရှိရတဲ့တကိုးတမရပါဆိုတာဝန်မှုတာဝန်ခံမှုလို့ယူသားရမယ်ဗျနော်ဟိုကျွန်တော်လေးရင်းဗျာတုံးစီလုံးတို့ပြချပလိုက်အောင်ဟုတ်ဟုတ်တယ်ဝန်ခံရမယ်အေးဒီကဝန်ခံတာဒီတုံးစီလုံးပြချသွားတာဘဝကြီးနဲ့မဟုတ်ဘူးလို့ဒါကြီးကဖြေရမှာပြောလိုက်အဓိကကျွန်တော်လိုချင်တာကယူသားမှုနဲ့တာဝန်ခံမှုနဲ့ပြတ်သားမှုနဲ့တိုက်ပွဲကိုနိုင်အောင်တိုက်ပါမယ်ဆိုတော့ပြတ်သားမှုပဲလိုချင်တယ်ဒီစကားမျိုးပဲလိုချင်တယ် ဲ့လောက်မှဇာမရှိနဲ့စစ်သားမလုပ်ကြဘူးနော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒီစစ်ပွဲဒီဘမ်မော့စ်နော်ဘမ်မော့တိုက်ပွဲကလေရင်တိုင်းလေရင်ပြစ်ချခံရတိုင်းကစားတာမဟုတ်ဒါပြီးပွဲပြီးတော့ဒါကြီးကဘွားကြီးမဟုတ်ဝင်ခံလိုက်ရဲရဲဝင်ဝင်ခံလိုက်ဒီကလိုချင်တာဝင်ခံမှုနဲ့ပြက်ပြက်သားမှုပဲဆိုတယ်အဲ့လိုယူသားမှုရှိမှသာလေအောင်မြင်မယ်အခုတော့အင်းလေးအန်လေးနဲ့စပြစ်ချွေရင်းလို့ပြက်ကြတာပါဘာလို့ဆိုတော့နိုင်ငံတော်အဆင့်ဟိုတတိယဖြစ်နိုင်ငံတော်အဆင့် မတ်ဆက်ပွဲမှုဖြစ်တာအဲ့တော့အဲ့လိုလည်းဖြစ်စေချင်မလို့အဲ့တော့ပြောတော့ဘာကြောင့်လဲဟိုဘက်ကဟိုချိန်ကြီးကြောက်တယ်လို့၆တယ်လို့ဟိုလူလည်းမျိုးထိုးပြဒီလူလည်းမျိုးထိုးပြယောက်ျားမလုပ်အဲ့လိုဆိုလို့ရှိရင်စစ်ကောင်းဆောင်မလုပ်နဲ့ဟမ်နိုင်ငံရေးသမားလည်းမဟုတ်စစ်ကောင်းဆောင်လည်းမဟုတ်နိုင်ငံရေးသမားလည်းကိုကြာနိုင်ငံရေးအတွင်းကြီးရှိတာဆိုတော့ဘာမှမဖြစ်ဘူးပြောလိုက်စစ်ကောင်းဆောင်လည်းတတိရှိတာဆိုတော့နိုင်ငံကမှကြာရှုံးနိုင်ဟိုလူလည်းမျိုးထိုးဒီလူလည်းမျိုးထိုးအောက်ချလည်းမျိုးထိုးသူကအပြစ်ကင်းတယ်သူကဟိုလူမတော်နေအဲ့တော့ကျွန်တော်ဇာတယ်ဗျာဒီဇာတယ်စစ်ကောင်းဆောင်လောက်ရတယ်အေး အဒီဇာလည်းတော့မရဘူးခင်ဗျားတို့ဒီဇာလည်းတော့မရဘူးဆယ်ကောင်းဆောင်ဆိုတော့ပြောတာခင်ဗျားတို့ဂျပန်စာအုပ်တိုင်းပြတ်သားနေအောင်ချာရှုံးမှုရှိနေမှာပဲဂျပန်စာအုပ်တိုင်းကိုတို့ချာရှုံးလိုက်တို့ဘာလုပ်လဲတို့ရင်မောက်တို့ဓာတ်နဲ့တည့်ပြီးတော့တို့တာဝန်မှုတို့ခုတ်ခစ်တော့လေနော်တာဝန်မှုတို့တို့လုပ်တယ်အခုချိန်မှာဂျပန်စာအုပ်တိုင်းနေဟာစာအုပ်တိုင်းစိတ်ဓာတ်ဘယ်လောက်ရှိလဲဆိုတော့တို့ချာရှုံးလိုက်ပြည်သူတို့ကိုခင်ကုန်းကတော့ပြီးတော့ညာလူကနေပြီးတော့ဆင်းသွားတယ်ဟွန်းနော်တို့စီရစေကောင်းဆောင်အရောစာအုပ်တိုင်းစိတ်တက်မရှိဘူးအဲ့တော့ဇာတ်ကြီးပြန်စမ်းပါလေဒီဇာတ်နဲ့တော့ဒီဇာတ်နဲ့တော့ဘာမှမလုပ်နဲ့ဘာမှမအောင်ဘူးဟွန်းဒီဇာတ်ဒီပလာလောက်နဲ့ ေးဘလာလည်းမရှိစားလည်းမရှိအဲ့တော့ဘာစားစားမီဆိုရတာဟမ်အဲ့တော့မင်းကသာယူသားခိုင်းနေတာပုံမှန်ကတော့တိုင်းပြည်မှာစီးတမန်ဟာတွေအကုန်လုံးခိုးစားလို့ကောင်းနေတော့ဝင်နော်ဟိုဘသူပြစ်တယ်မပြစ်ဘူးလေအရေးတော့တကောက်အဓိကရဟန်းဒီဒီပြတ်ကြပါတယ်ရဟန်းဒီဒီရဲ့အာပါလာတဲ့လေရင်မှုတွေကိုလည်းဆုံးမသွားတယ်ဒါတော့ဒါတော့ဖြစ်စဉ်မှန်သွားတယ်ပေါ့နော်ဖြစ်စဉ်မှန်ဖြစ်သွားတယ် တော့ဒါကတော့ပြဿနာမရှိပါဘူးတမတော်အနေနဲ့ကတော့ဒီလိုပဲရဟယ်နေဒီ27နိုင်ငံရေးကင်းကျင်းတို့မှာရဟယ်နေပြက်ကြလေပြက်ကြလေဖြစ်စဉ်ရဲ့ပြက်ကတ်ခံရတဲ့ဖြစ်စဉ်တွေကအ ਨੇ စုံ၅ချိန်တည်းမနဲ့ဖြစ်ခဲ့ပြီ၅စီးတည်းမနဲ့လည်းတကယ်ပြက်စီးသွားကြရရှိခဲ့ပြီကရင်ပြည်နယ်ထဲမှာလည်းပြက်စီးရရှိတယ်ကယားပြည်နယ်မှာတော့ကယားပြည်နယ်မှာလည်းရှိတယ်ရဟယ်ပေါ့ရကယားပြည်နယ်ရဟယ်တော့မကေးရခိုင်ပြည်နယ်မှာလည်းရှိတယ်ဖြစ်စဉ်တွေအခုဖြစ်နေဆိုတော့ကျွန်တော်သိတဲ့တော့ခိုင်ခိုင်မှပြောနိုင်တာတော့ဆိုတော့ဒါတွေတော့များနိုင်သေးလားဆိုတော့ကျွန်တော်ကိန်းကအလွတ်မရဘူးသို့တော့အဲ့လောက်ထက်တော့မနေဖြစ်သွားတယ် တော့ဖြစ်မှာပါပဲဒီစီရေးမှာတော့ဒီလိုဖြစ်လိမ့်ရှိတယ်ဖြစ်တတ်တဲ့သဘောပါပဲဒါပေမဲ့ဒါတွေအလုံးကစစ်ပွဲတစ်ခုလုံးရှုပ်သွားတာမဟုတ်ဘူးစစ်ပွဲတစ်ခုရှုပ်သွားတာမဟုတ်ဘူးအခိုက်အတန့်ဖြစ်စဉ်ဖြစ်ရဒီမှာဒီလိုပဲကိုယ့်ဘက်ကြာရှုံးထိခဲ့တယ်ရှိတယ်တက်ကတော့တို့ဘာမှမပြောနိုင်ဘူးတိုင်းတိန်ကြတယ်ဆိုတော့ပြောချင်တာကတော့ပြောရရင်တော့တက်ကတော့တို့တို့မသိအောင်စောင့်နေတယ်မသိအောင်စောင့်တာလိမ့်နေတယ်ဒါဘာလို့ဆိုအဲ့ကောင်တွေအကုန်လုံးကပလီပလာနဲ့ဒါပဲတမိုင်းကိုတမိုင်းကိုတိဖို့လို့ကျန်တာလုံးမယ်လူဆိုတာကိုယ့်ကိုယ်ကိုတိဖို့ချက်တက်လို့ရှိရင်လည်းခင်ဗျာလဲသိဖို့ကောင်းတယ်ပြောလိုက်ချက်တက်လဲတော်သိဖို့ကောင်းဒါပေမဲ့ ဒီလူတွေမှာမွေးကလေးကပါလာတာပါမလာတဲ့အရာတစ်ခုရှိတယ်ရှက်ကြောပဲပြက်နေစားတယ်ရှက်ကြောလည်းပြက်နေဘာမှမရှိကိုစိုးစိဝါလွယ်ပြီးရှက်ကြောအကုန်ပြက်နေဒီရင်မြေဒီဝရေရင်ရင်မြေဝရေဒီရင်ပြက်ဒီဝရေဒီရင်မြေဝရေရင်ရင်ပြက်ဒီဝရေရင်ရင်မြေဝရေရင်ရင်ပြက်ဒီဝရေရင်ရင်မြေဝရေရင်ရင်ပြက်ဒီဝရေအဲ့တော့ဒီနိုင်ငံတော်အဆင့်တတိယလိမ့်ဖာကြတာကိုတို့ဒီအောက်တန်းစားဘောမတွေတောင်မှ နေမထိထံမထိတွေဖြစ်ပြီးတော့အခုလို့တွေကလော့တောင်းနေကြကုန်ပြီနော်ကဲတော့နောက်ထပ်တို့ဒီခွေးတက်ထဲကပေါက်ပြမားကလည်းဒီလာဆိုးထဲကတို့ဒီအကြံပတ်စစ်ခွေးတက်ထဲကကောင်းတယ်အတီးခံရတော့မယ်ဆိုပြီးဘလို့တွေလမ်းပေါ်တက်ပြီးဖင်ကုန်းကြီးအော်ထားမလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်ရအောင်အချိန်တောင်းတင်မှာပြောလို့မပြရနော်68တက်ခဲရအင်းရဲမီလိုက်ကတုတ်တိရာရှိဟိတ်တာတုတ်တိ MIDA တွေဖြုတ်နေတယ်အကုန်လုံးဖြုတ်တာနော် ထုတ်ပြီးတော့စခန်းနေခိုင်မှာစောက်နေတယ်ဘန်းကားလေးအခိုင်မှာစောက်နေတယ်เนาะအဲ့တော့ဘာဒီလိုပဲကြည့်နေမှာလားအဲ့ကအချင်ပေးလိုက်ပြီလားကျွန်တော်တို့သိကြတာအဲ့လိုတော့ဖြုတ်လို့ရလားကိုတယုံလို့လဲเนาะခမည်းလို့ဒီခမည်းလို့ထယုံပြီလားเนาะတခြားရပစ္စည်းတော့တော့မချောင်းဖြုတ်နေသေးတာခမည်းလို့ဒီ နော်အခုနားလည်ပြီးပိုက်ရမယ်တော့မကြံသေးသီးလားဘွားနဲ့ MIDA ကနောက်ဆုံးပဲပလာထွက်ဝင်လာမယ်ကျိုးတိပိတာအခုသတင်းကိုသိကြရတာပြီလားကဲကြည့်ရအောင်နော်ကဲတော့ဝါနဲ့ MDA ဆုတ်ရင်ဒီ TNL ကဝင်လာမယ်ဆိုတော့ဒီလာဆိုးပြန်လာတဲ့နေလို့စစ်ခွေးတွေထပ်ပြီးတော့သေအောင်ပါပေါ့နော်ကဲနောက်ဆုံးအနေနဲ့ကတော့တို့တို့ဒီစစ်ခွေးတက်ပြန်လည်ဝင်ရောက်လာတဲ့ဒီလာဆိုးမှာ ိုဆိုလူနိုင်ဓမြမှုတွေပို့ပြီးများလာပါတယ်ဆိုတဲ့အကြောင်းမြန်မာနောင်းကတင်ထားပြီးရုပ်တံသတင်းလေးကိုရောဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်တရုတ်အကူအညီနဲ့စစ်ကောင်စီပြန်ရထားတဲ့လာရှုမှာအုတ်ချုပ်ရေးလက်ပတ်နိုင်မှုသာကျိုးပန်းနေပြီးတော့လုံခြုံရေးစီမံနေမရှိတာကြောင့်လက်နက်ကင်လူရဲမှုတွေမကြာခဏဖြစ်လာပြီးဒေသခံတွေကြားစိုးရိမ်မှုတွေတိုးလာနေပါတယ်ဒီကနေ့မေလ18ရက်နေ့နေ့လက ဒါရှိုးမျိုးအမတ်ခွနိရက်ကွက်ကဖုံးဆိုင်တဆိုင်ကိုလက်နက်ကင်လူတစုကဓမြတက်ခဲ့ပြီးပုံလုံး90ကျော်နဲ့ရွှေငါးချက်သားနီးပါးယူဆောင်သွားခဲ့တယ်လို့မေလာစက်တီယန်နီကလည်းစစ်ကောင်စီရဲ့ပြည်내ရဲတပ်ဖွဲ့ရုံရှေ့ဘက်ကအိမ်တလုံးကိုလက်နက်ကင်ထားတဲ့လူတစုကဓမြတက်ခဲ့ဟာရွှေငွေတွေနဲ့အိမ်စည်းကားတစ်စီးကိုယူဆောင်သွားခဲ့တယ်လို့ဒါရှိုးမျိုးကန်ဒီကပြောကြပါဗျ။ဓမြအုပ်စုက Toyota Crown မျိုးစားအိမ်စည်းကားဖြူရန်ကိုအဓိကအသုံးပြုလေးရှိပြီးတော့ Pisto တနက်တွေကိုကင်ထားကြတယ်လို့မြို့ကန်ဒီရဲ့အဆိုအရတိရကသူတို့အနေနဲ့မှာတိကျစကားပြောတဲ့သူတွေပါတယ်လို့လည်းသိရပါဗျ။ မြန်မာနိုင်ငံရတဲ့စီးရင်နေရ2025ဧပြီလ23ရက်နေ့ကနေမေလ21ရက်နေ့အထိတားရှုံမြို့ပေါ်ကထင်ကြရနေရာတွေမှာဓမြတိုက်မှုနဲ့လူရဲမှုအ ਨੇ ဆုံးရှိချိန်အထိဖြစ်ခဲ့ပါတယ်။ဓမြတိုက်မှုတွေပိုဆိုးလာတာကြောင့်ညာဘက်မှာစိတ်ချလက်ချအေးလို့မရနိုင်ကြောင်းအသက်50အရွယ်တားရှုံမြို့ကံမြို့သားတို့ကဆိုပါတယ်။အောင်ကျမ်းလာမင်းရဲ့ကိုလီတော်မှာညာအိတ်တော်ကြားရင်ကိုတောက်နေကြတိုက်တဲ့ဓမြတွေကလည်းအများအားကြီးကတနတ်နေကြီးနေကြကြက်နေကြီးနေ အဲဒီဒီအောင်ပြိုက်တာမဟုတ်ဘူးအုံးစုလိုက်တာပါဗျာ၃ယောက်နေ၄ယောက်နေ၅ယောက်နေအဲ့လိုမျိုးနေဆိုတော့သူတွေလည်းကြောက်ရတာပဲသူ့လာတော့နေ့တိုင်းကိုဖြစ်နေတယ်မြန်မာပြည်ကစောက်ပြည်ကတော့တကယ်တကယ်သာမန်တကယ်ဝင်ဖြစ်တယ်။ဒီမှာဒီကရေဆန်တိုက်ကမှာတော့အမတ်ကြီးရေဆန်တိုက်ကမှာတော့မိလိုက်တယ်မြန်မာပြည်ကလည်းဒီမှာဒီအဲ့ဒါအချင်းချင်းအချင်းကဘာလုံးချုပ်မှုရှိတယ်ကျွန်တော်ပြောတာ။ဒီကနေ့ဧပြီလ20ရက်နေ့မှာစစ်ကောင်စီတပ်တွေလာရှုပ်ကိုပြန်ဝင်လာပြီးတဲ့နောက်နောက်ကျရညနေကစပြီးတော့ဓမြတိုက်မှုတွေဆက်တိုက်ဖြစ်လာတယ်လို့လည်းမြို့ကန်တွေကဆိုပါရယ်။လာရှုပ်မျိုးကိုပြန်တွဲယူခဲ့တဲ့စစ်ကောင်စီအနေနဲ့ မျိုးရင်းဌာနဆိုင်ရာယုံစေယုံကြောင်းစတဲ့အုပ်ချုပ်ရေးရန်တွေလည်းပတ်နိုင်အောင်အာရုံစိုက်နေပြီးမျိုးရင်းလုံခြုံရေးအာရုံစိုက်မှုနေပါကြောင်းစစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့နှိစက်သူတချို့ကလည်းပြောပါတယ်။ဓမြတိုင်းမှုဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးစစ်ကောင်စီအုပ်ချုပ်ရေးပိုင်းကခေါ်ယူတဲ့အစည်းအဝေးတွေမှာမျိုးကန်တွေကတင်ပြထားတယ်လို့လည်းအစည်းအဝေးတက်ခဲ့တဲ့မျိုးကန်တယောက်ကပြောပြပါတယ်။မျိုးချီဆိုင်တက်တဲ့ yes ခန်ဒီမှာစစ်ကောင်စီလက်အောက်ခန်ဒီကပျက်စီးနေတာတွေကိုပြန်ပြုတ်ပြီးနေထိုင်ကြတော့လည်းတွေ့ရကြောင်းဒါရှုံးမျိုးကန်မျိုးသမီးတူကမြန်မာနောက်ကိုပြောပြီးတော့လူရဲမှုတွေဖြင့်စစ်မှုတန်းစုဆောင်းခံရမှာကိုပါဒေတာခန်တွေစိုးရင်ကြောက်လန့်နေကြတယ်လို့သူမကဆက်ပြောပြပါတယ်။ ကိုစုံသူနိုင်တာတွေကတော့ကိုနေ့တိုင်းကိုပါတည့်ကုန်ပါခါလာပေါ့နော်၅ချိန်တော့ကြာရတယ်ပေါ့အဲဒီတရက်ကွာဒီတရက်ကွာတရက်ကွာဒီတရက်ကွာပေါ့နော်အဲ့လိုစက်တိုက်တူစတင်တက်လာလေရှိရှိ၅ချိန်ထပ်မနေဘူးပေါ့အဲ့လိုပြောလို့ရတယ်ဒီနောက်ရဲစက်ကန်းတွေဘာရီမှာကြောက်အမက်နစ်ကတော့ ठी သူ့ရဲ့နောက်ဘက်ကထိထားတာများတယ်အတွင်းထဲကလည်းအဆုတ်ပြတ်တက်ထားတယ်ဆိုတော့အဲ့ဒီထဲမှာလည်းနေရာတွေတော့တွေ့တယ်ပြီးဒီရေကြီးတာတို့အမက်ရဲခရိုင်ရုံတို့ရဲခရိုင်ရုံတို့ပေါ့နော်အမှတူလေအယူနီဖောင်းတို့နဲ့ တွေ့တွေ့ရပေါ့ကိုကန် MNDA တက်ကဒါရှုကိုမသိမ်းပိုက်ခင်2023ဆန်းပိုင်းကနေ2024ဇူလိုင်လအထိမြို့ပေါ်မှာဓညတိုက်ခံရတာမြို့ကန်လုပ်ငန်းရှင်တွေပြန်ပြီးဆွဲခံရတာတွေခက်စစ်စစ်ဖြစ်ခဲ့ပါတယ်ပြင်မှုကျူးလွန်သူတွေထဲမှာစစ်ကောင်စီလက်အောက်ခံတရုတ်စကပြောပြည်သူစစ်တပ်ဖွဲ့ဝင်တွေပါဝင်ခဲ့ပြီးအဲ့ဒီလူတို့ချို့ကို MNDA ကဖမ်းဆီးခဲ့တာဒါရှုနဲ့လောက်ကိုင်းမြို့တွေမှာလူများရှိမှတည်တယ်စီရင်ခဲ့ပါတယ်ဒါရှုအခြေအနေနဲ့ပတ်သက်ပြီးဘယ်လိုဆက်လုပ်ကြမလဲဆိုတာကိုအခုရပိုင်းကုမင်းဆွေးနွေးပွဲပြီးမှသာသိနိုင်မယ်လို့လည်း ဒါရှုခြေဆိုင် MNDA ထိပ်ပိုင်းကောင်းဆောင်တို့ကပြောထားပါတယ်ခင်ဗျာကဲတော့တို့ဒီခွစ်တက်ပြန်လဲဝင်ရောက်သွားတဲ့ဒီလာဆိုးရဲ့အခြေအနေကတော့အဲ့ဒါလိုနေရှိတယ်နော်ကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ညီကိုမောင်နှမတွေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်နောက်ဗီဒီယိုမှာနောက် သတင်းကောင်းတွေနဲ့ပြန်တက်လာခဲ့ပါဦးမယ်ညာအားလုံးပဲကျန်းမာပေးခြင်းကြပါသည်ညာ Thank you